ြုတ်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်မရှင်တပ်တီးဆုံမှုများဖြင့်တုံးရက်ဆက်တိုက်လေးချောင်းပြစ်ကူပို့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကြောက်ပြူမျိုးနဲ့တွင်တိုက်ပွဲများပြန်လည်ပြင်းထန်လာပြီးစစ်ကောင်မရှင်ကမြေပြင်စစ်ကြောင်းထုတ်ကလေးချောင်းမှပါပုံကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။စစ်ကောင်မရှင်သည်ပြီးခဲ့တဲ့အောက်တိုဘာ23 24 25ရက်တို့တွင်တိုက်ပွဲဖြစ်ပွားရာတိုက်ချောင်းကြီးရွာနှင့် ခုလပါချောင်းမှစသည့်နေရာများကိုလေချောင်းမှပုံကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပါတယ်။အာရကတတော် AA နဲ့စစ်ကော်မရှင်တို့ကြောက်ဖြူရှိလမ်းကွဲခုလပါချောင်းမှခြေပါများကြားတွင်တိုက်ပွဲဖြစ်ပွားနေပြီး AA ဘက်မှတံပြန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသတင်းရင်းမြစ်ခြံမှသိရပါတယ်။တိုက်ချောင်းတိုက်ပွဲမှာစစ်တပ်ဘက်က90ကျော်လောက်ကိုတည်တယ်ဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကပြောပါတယ်။စစ်ကော်မရှင်ကကြောက်ဖြူရန်ပြဲတစ်ပုတ်တောင်လမ်းဆုံမှနေ၍ခုလပါခြေပါအနီးတစ်ဝိုက်တွင်စစ်ကြောင်းများထိုးနေပြီး AA တံများရှိရာဂေါ်တူတောင်ကိုဦးတည်တိုက်ခိုက်နေကြောင်း ဒေတာရင်းသတင်းရင်းမြစ်များချမ်းမာတည်ရပါတယ်။စစ်ကောမရှင်တက်သည့်ပြီးခဲ့တဲ့အောက်တိုဘာ24ရက်နေ့ညနေပိုင်းမှစတင်၍တိုက်ချောင်းကျေးရွာဘက်သို့အင်အား100ကျော်ခန့်တုံ့၍စစ်တောင်းထိုးလာရာ AA ကကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက်ထိခိုက်ဒေဆုံးမှုများပြားခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောမရှင်ကတိုက်ချောင်းကျေးရွာကိုလေးချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးမြင်းပြင်ကျေးရွာသို့လည်းစက်တက်လေဒီပါရာမော်တာဖြင့်လာရောက်ဘုံကျဲချခဲ့ကြောင်းသိရပါတယ်။၆ဖြူမျိုးအမှတ်32ရဲတပ်ရန်အထီးတွင်လည်း စစ်ကော်မရှင်နဲ့အေအေတို့တိုက်ပွဲပြင်းထန်နေခဲ့ပြီးစစ်ကော်မရှင်ဘက်ကနောက်ဆုတ်ထွက်ပြေးမှုများရှိကြောင်းဒေသခံများချမ်းမသိရပါတယ်။စစ်ကော်မရှင်ကရေတပ်ဌာနချုပ်များကိုအင်အားတိုးချစ်ပို့ထားတော့လေနေပြည်တော်များကိုစစ်ကူမပို့နိုင်သေးတဲ့အတွက်စစ်ကြောင်းထိုးလာတဲ့တပ်များသိဆုံးမှုများစွာနဲ့တက်ဆုတ်နေရခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီးနံပါတ်2တို့ထိုးစစ်ဆင်နေသည့်စစ်ကော်မရှင်တပ်ရှေ့ဆက်မတိုးနိုင်ပဲတီဘောနဲ့နံပါတ်2ကြားရှိမိုးတေရွာမှာတောင်တင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတို့ထိုးစစ်ဆင်နေသည့်စစ်ကော်မရှင်တပ်သည်ရှေ့ဆက်မတိုးနိုင်ပဲတီဘောနဲ့နံပါတ်2ကြားရှိမိုးတေရွာ၌တောင်တင်နေကြောင်းဒေသခံများထံမှစုံစမ်းသိရှိရပါတယ်။ထိုကဲ့သို့ရှစ်ဆက်မတိုးနိုင်သည့်စစ်ကော်မရှင်တပ်သည်မိုးတေကျွာ၌အထိုင်ကျတပ်ဆွဲပြီးဇန်နဝါရီအောက်တိုဘာ25ရက်ညနေ9:00ခန်းကမန်လီကျွာကိုဒရုန်းအသုံးပြုပြီးဘုံကားလုံးပြက်ချခဲ့ကြောင်းသိရပါတယ် မိုးတေတရာကဖျက်ဆီးသွားလို့စစ်တပ်ကရှေ့ဆက်မတိုးနိုင်ပဲမိုးတေရွာမှာပဲရှိသေးတယ်။ဒီဘက်ကြော်ဖို့မလွယ်တော့ဒရုန်းနဲ့လက်နက်ကြီးတွေဖြစ်တယ်။ရွာထဲမှာတော့ဒေသခံတွေမရှိတော့ဘူး။ရှောင်ကုန်ပြီ။လာရင်ဘက်ရှောင်နေသူတွေရှိတယ်လို့ပန်းတပြေရွာအနီးကပိုက်လိုင်းနားမှာသွားရောက်ခိုလုံနေသူတွေလည်းရှိတယ်ဟုမန္တလေးရွာကအမျိုးသားတအုပ်ကပြောပါတယ်။မိုးတေပါနိုင်တောင်တင်နေသည့်စစ်ကော်မရှင်တပ်သည်မန်လီရွာသို့ရောက်လာပါကနေအများကိုမီးရှို့မိဟုဒရတာတစ်ဖက်ကမှအော်ဟစ်ကချင်းချောက်ပြောဆိုမှုများရှိနေကြောင်း၎င်းကဆက်လက်ရှင်းပြပါရယ် ပြီးခဲ့တဲ့အောက်တိုဘာ17ရက်တွင်စစ်ကော်မရှင်သည်ဒီပေါ်မျိုးကိုသိမ်းပိုက်နိုင်ခဲ့ပြီးနောက်နံပါတ်2မျိုးတို့ဆက်လက်ထိုးစစ်ဆင်လာခြင်းဖြစ်ပါတယ်။ယခုကဲ့သို့ရှေ့ဆက်မတိုးနိုင်သည့်စစ်ကော်မရှင်သည်ဒရုန်းနှင့်လက်နက်ကြီးလက်လံမမီသည့်နေရာများကိုလေကြောင်းအသုံးပြုပြီးနံပါတ်2မျိုးပေါ်ကိုပုံကျဲတိုက်ခိုက်မှုများကြောင်းကလေးငယ်များအပါအဝင်အရက်သား၄ဦးသေဆုံးပြီး၁၀ဦးထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ပါတယ်။နံပါတ်2မျိုးထဲမှာတော့ဘုံကျဲခံရပြီးကြတဲ့ကဒေတာကန်တော်တော်များများရှောင်ကုန်ကြတယ် ရွာဘက်ကအမျိုးရှိရင်ရွာဘက်ပြန်တဲ့သူလည်းရှိတယ်။ခံမှန်းကြီးလူ900 600လောက်ရှောင်းကုန်တယ်။အခုလောလောဆယ်တော့မြို့ထဲမှာငြိမ်သွားတယ်။သွာလာတာလည်းတိတ်တော့မစီတော့ဘူး။မိုးတေတရာပြက်စီးနေတော့စစ်တပ်ဒီဘက်ရောက်လာဖို့ခတ်မယ်ထင်တယ်။ဒါပေမဲ့စစ်ရေးဆိုတော့တိတ်မပြောတတ်ဘူးဟုနံပါတ်2မြို့ကန်အမျိုးသမီးတအူကပြောပါတယ်။အလားတူတအောင်တက်မတော် TNL ထိန်းချုပ်ထားတဲ့နန်းဆန်မြို့နယ်တွင်လည်းစစ်ကော်မရှင်ကလေကြောင်းတိုက်ခိုက်မှုကြောင့်မြို့ကန်များထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။ကျွန်တော်အမြင်အရပြောရရင်တော့စစ်တပ်ကနံပါတ်2ဘက်ကိုထိုးနိုင်ခဲ့မယ်ဆိုရင် နတ်ဆန်မှန်တုံလေးအလွဲတစ်ခုရသွားနိုင်တယ်။အဲဒါကြောင့်တအောင်တက်ဘက်ကတော့အပြင်းထန်ဆုံးခုခံရမယ့်အခြေအနေတစ်ခုရင်ပြီးတော့ရှမ်းမြောင်မဟာမိတ်၃ဖွဲ့ထဲမှာတအောင်တက်ပေစစ်တပ်ကိုဥတီတိုက်ခိုက်နေတာလို့မြင်နေ။နောက်တစ်ခုကမိုးဒီတရပြက်စီးသွားလို့စစ်တပ်ကမြေပြင်မထိုးနိုင်သေးပေမယ့်ဒေချောင်းတိုက်ခိုက်မှုကတော့ကျင်းတီကြုံတွေ့ရအောင်မှာဟုနံပါတ်2မြို့ကန်အမျိုးသားတအုပ်ကပြောပါရယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNL ထိန်းချုပ်ထားတဲ့မြို့နယ်များကိုစစ်တပ်ပုံကျဲမှုကြောင့်အော်တိုဘတ်တရက်မှ24ရက်ထိကလေး10ဦးအမျိုးသား16ဦးအမျိုးသမီး21ဦးသေဆုံးခဲ့ပြီးတန်ခါနှစ်ပါးအပေါက်ပဲ ပြည်သူ65ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNL ကယနေ့တွင်ထပ်မံထုတ်ပြန်ချပါတယ်။ဆက်လက်ပြီးဝင်ကြီးချုပ်ညိုစောကိုကိုကျွန်းမှသွားရောက်မဲဆွဲတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်တပ်ခန့်အပ်ထားတဲ့ဝင်ကြီးချုပ်ညိုစောဟာအောက်တိုဘာ25ရက်မနေ့ကရေတက်အခြေစိုက်စခန်းရှိတဲ့ကိုကိုကျွန်းကိုသွားရောက်ပြီးမဲဆွဲစီယုံရေးဆင်ခဲ့တာကိုတွေ့ရပါတယ်။ဦးညိုစောဟာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲမှာပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးကြန့်ဖို့ပါတီကိုစားပြုပြီး ိုကိုကျုံမျိုးနဲ့ပြည်သူ့လွတ်တော်မဲဆန္ဒနယ်ကနေဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။အော်တိုဘာ25ရက်မနက်ပိုင်းကဝင်ကြီးချုပ်မျိုးစောဟာကိုကိုကျုံမျိုးရှိဌာနဆိုင်ရာဝန်ထမ်းတွေကိုမျိုးနယ်ထွေထွေအုပ်ချုပ်ရေးမှုယုံအစည်းအဝေးခန်းမမှာတွေ့ဆုံပြီး လူမှုရေးအသေးအဖွဲ့တွေမျိုးမိမျိုးဖားတွေကိုတော့မျိုးတော်ခမ်းမမှတွေ့ဆုံခဲ့ပါတယ်ခိုခိုးကျွန်းဒေတာဖွံ့ဖြိုးတိုးတက်ရေးနဲ့တန်ရှင်းစာရလှပရေးအတွက်စီကောင်းဆောင်နှင်းအောင်လိုင်းကစောင်ရွက်ပေးထားပြီးဖြစ်တယ်လို့ဝန်ကြီးချုပ်မျိုးစောကစစ်တရရဲ့လှုပ်ဆောင်ချက်တွေကိုခြားပြစီရင်ခဲ့ပါတယ်။ဒါပြင်ဒေတာခံတွေရဲ့အတံမှုဝမ်းကြောင်းလုပ်ငန်းတွေစိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေအတွက် ကိုကြီးဆောင်ရွက်ပေးသွားမယ်လို့လည်းဒေတာကန်တွေကိုမှလုံးပေးခဲ့ပါတယ်။ရွှေကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရတဲ့အတွက်စနစ်တကျနဲ့ဝိုင်းဝန်းဆောင်ရွက်ကြဖို့လိုတယ်ဆိုပြီးလည်းပြောကြားခဲ့ပါသေးတယ်။စေကောင်းဆောင်မြင်အောင်လိုက်ကလည်းအော်တိုဘာ18ရက်ကကိုကိုကျွန်းကိုလာရောက်ခဲ့ပြီးရွှေကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအရာရှိစစ်သည်မိသားစုတွေကဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီးစိတ်ဖြူမျိုးဘောလုံးကွင်းကထွက်လာတဲ့အင်းအား200ပါစစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရာစစ်တပ်က9ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းပခုတ်ကူခရိုင်စိတ်ဖြူမျိုးနဲ့ဘောလုံးကွင်းကနေထွက်လာတဲ့အင်းအား200ပါစစ်တပ်စစ်ကြောင်းကိုတော်လန်ရဲတပ်တွေတိုက်ခိုက်လို့စစ်တပ်ကတပ်သား9ဦးသေဆုံးခဲ့တယ်လို့မကွေးပကဖရဲ့ရွေးရှားစစ်ကြောင်းရှင်နသာခေါ်လန်ကထုတ်ပြန်ပါတယ်။စစ်တပ်ရဲ့ကပါစ21ကပါစ22လကတ2036 လာစခကိုခလာရ73တမခ88တို့ကစုပေါင်းထားတဲ့အင်အား200ပါစစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့တွေကအော်တိုဘောလ25ရက်နေ့မှာဝေးပင်ချောင်းရွာအနီးမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစစ်တပ်စစ်ကြောင်းဟာစစ်ကား55စီးနဲ့စိတ်ဖြူမျိုးဖော်လုံးကွင်းကနေထွက်လာတာဖြစ်တယ်လို့သိရပါတယ်။တော်လန်ရေးတပ်တွေပူးပေါင်းတိုက်ခိုက်မှုကြောင့်စေအုပ်စုဘက်က9ဦးထက်မနည်းသေပြီး10ဦးအထက်ထဏ်ရာရသွားတယ်လို့ရင်းနှသာကော်လန်ကဆိုပါတယ်။အဲ့ဒီစစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးစစ်တပ်ဘက်ကထိုးစစ်အရှိန်မြင့်ရာ ချင်းတောင်ကျေးရွာနီးမှာတိုက်တွေ့ပစ်ခတ်မှုဆက်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲဖြစ်နေချိန်မှာဆလင်းမျိုးနဲ့တညောင်တိုက်နယ်လျှက်စစ်ခွဲရုံမှာရှိတဲ့စစ်သားတွေကစစ်တပ်စစ်ကြောင်းကိုလက်နက်ကြီးဖြစ်ကိုပေးခဲ့ပြီးစိတ်ဖြူဆလင်းကားလန်အတိုင်းထိုးစစ်အရှိန်မြှင့်ခဲ့တာကြောင့်တော်လရေးတပ်ဖွဲ့တွေနောက်ဆုတ်ပြေးခဲ့ရတယ်လို့သိရပါတယ်။မိုင်းခွဲတိုက်ခိုက်မှုထိတွေ့တိုက်ပွဲအတွင်းစစ်ကားနှစ်စီးပြက်စီးသွားတယ်လို့လည်းသိရပါတယ်။ဒီတိုက်ခိုက်မှုကိုမကွေးတိုင်းပကဖရွေးရှားစစ်ကြောင်းရေနသာကော်လန်ပခုတ်ကူခရိုင်အမှတ်ဆက်ကိုတည်ရင်နဲ့အမလေးတည်ရင်တို့မှပူးရဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဆက်လက်ပြီးဖားကန့်ရှိ KIA တပ်မဟာကိုတိုက်ရင်6ကိုလေကြောင်းမှပုံကျဲတိုက်ခိုက်ပြီးစစ်ကြောင်းထိုးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်ကချင်ပြည်နယ်ဖားကန့်မြို့နယ်ကန်စီဒေသရှိ KIA တပ်မဟာကိုတပ်ရင်း6နေမြေကိုစစ်ကော်မရှင်ကဘုံချက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ယနေ့အောက်တိုဘာ22ရက်နေ့နှစ်ပိုင်းအချိန်တွင်စစ်ကော်မရှင်ကဝိုင်တွဲလျက်ဖြင့်တပ်ရင်း6နေမြေအတွင်သို့ဘုံအလုံးကြီး36လုံးကျော်ကျဲချတိုက်ခိုက်ခဲ့သည်ဟုဆိုပါတယ်။ တရင်6နေနေအတွင်းမှာစစ်တပ်ကမြေပြင်ဝေဟင်စစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲပြင်းထန်နေပါတယ်ဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ်စစ်ကော်မရှင်နှင့်ရှမ်းနီတက် SND တို့အင်အားအလုံးရင်းဖြင့်တရင်6နေနေအတွင်းသို့စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်ပါရယ်စစ်ကော်မရှင်တက်ဆွဲထားသည့်စိုင်းတောင်ယူမာလန်ပေါ်ရှိအေဘာဝင်းညောချန်နှင့်မရှိကထောင်တရုတ်ဘုံကျောင်းရခိုင်ကုန်းပေါ်တို့တွင်ထိတွေ့တိုက်ပွဲများပြင်းထန်နေပါရယ် ဖာကန်တွေဝင်ရောက်စစ်ကြောင်းထိုးနေသည့်စစ်ကော်မရှင်တပ်အချို့ထွက်ခွာသွားတော့လေကြံရှိသည့်စစ်ကောင်စီနှင့်ရှမ်းနီပြည်သူစစ်များပူးပေါင်းပြီးတရင်6နေမီအတွင်စစ်ကြောင်းထိုးလာသည့်အတွက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ပါတယ်။ချမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။